င်္ဂလာပါဗျာကျွန်တော်ဒီနေ့နေပြည်တော် MICC1 မှာအကျပပြုလုပ်တဲ့တနင်္ဂနွေပြက်ခတ် တက်ခဲမှုကြဆေးစာချုပ် NCA ပေါ့ Nationwide Ceasefire Agreement ရေးထိုးတာဆယ်နှစ်ပြည့်ခမ်းနားအဲ့ဒီခန္ဓာကိုတွတ်တက်တာပါအဲ့ဒီမှာတော့နိုင်ငံတော်ယာယီသမရာကြီးပါဝင်အကြီးအကဲတွေနောက် NCA စာချုပ်ပြုလုပ်ဆောင်ကပါဝင်ခဲ့တဲ့နိုင်ငံကိုယ်စားလှယ်တွေတိုင်းနာတကိုင်းဖွဲ့စည်းတွေပြည်တော်စုဝင်ကြီးတွေဒုတိယဝင်ကြီးတွေအကျိုးဆောင်တွေစသည်ဖြင့်ပါဗျာဆုံဆုံလင်းလင်းတက်ရောက်ကြပါတယ် တချင်ကလက်တွဲဆောင်ရွက်ခဲ့တဲ့လူတွေနဲ့တွေ့ရလို့လဲကျွန်တော်တို့ဝမ်းသာမဆုံးဖြစ်ရပါလေဗျဒီ NCA စာချုပ်ဆိုတာကဟိုပြန်ပြောလို့ရှိရင်မို့လေပထမဒီမိုကရေစီအစိုးရတက်တန်းတပ်ပိုင်းဥသိစေကြီးလက်ထက်မှာစခဲ့တာအဲ့ဒီတော့ကဒီမိုကရေစီခရစ်စနစ်ကိုသွားမယ်ဆိုရင်ညဉ့်ညံရေးမရှိလို့မရနိုင်ဘူးဒါကြောင့်ညဉ့်ညံရေးဖိတ်ခေါ်ချက်ဆိုပြီးတော့နိုင်ငံတော်အစိုးရကဖိတ်ခေါ်စာတင်ပြဆောင်2012ခုနှစ်ဖိတ်ခေါ်ခဲ့တယ်ဗျ ဖိတ်ခေါ်ရရဆွဲရကျွန်တော်မှတ်မိတာတော့2011ခုနှစ်ဩဂုတ်လ17ရက်နေ့ပါနောက်နိုင်ငံတော်ဘိုင်းကလည်းနိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ပြည်သူညီညာရေးဖော်ဆောင်မှုဘိုးကော်ပိုရိုးဆိုတာဖွဲ့တယ်နောက်ဒုတိယသမ္မတဦးဆောင်ပြီးတော့ပြည်သူညီညာရေးဖော်ဆောင်မှုလုပ်ငန်းကော်ပိုရိုးဆိုတာဖွဲ့တယ်ကျွန်တော်တို့ကတော့လုပ်ငန်းကော်ပိုရိုးမှာကျွန်တော်တို့ပါတယ်ဗျကျွန်တော်ဝင်ရောက်ဆောင်ရတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီအတိုင်းအတာတက်ကိုင်းအဖွဲ့စည်းတွေနဲ့နေရာမျိုးစုံမှာကြီးပန်းများစွာဆွေးနွေးခဲ့ကြတယ်မှတ်တမ်းတွေရတော့ကျွန်တော်တို့ အချိန်ပေါင်း၄00ကျော်ဆွေးနွေးခဲ့တယ်။အဲ့ဒီအချိန်ပေါင်း၄00ကျော်မှာအဆူရေးပေါင်းက9000ကျော်ရှိခဲ့တယ်လို့အသိရတယ်ဗျ။အဲ့တော့နောက်ဆုံးမှာကျွန်တော်တို့နိုင်ငံရေးရာအပေးအယူညှိနှိုင်းမှုတွေရရှိသွားတဲ့အတွက်ကြောင့်2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာကျွန်တော်ဒီ NC ဆော်ကြီးကိုလက်မှတ်ချလို့နိုင်ခဲ့တာပါ။အဲ့ဒီတော့တော့တကယ်ခန်းခန်းနားနားပါပဲဗျာ။ကျွန်တော်နိုင်ငံတော်အကြီးအကဲ အကိုတိုင်းဥဆောင်ပြီးတော့စိုးရဖွဲ့လေးကတောင်းရှိတဲ့သူတွေညဉ့်ညမ်းကြီးမှာပေါင်ခဲ့တဲ့လူတွေနောက်ကုလသမဂ္ဂမစ္စတာဘီဂျင်နမ်ဘီယာတိုဘီသူသမရနိုင်ငံကိုယ်စားလှယ်အိန္ဒိယနိုင်ငံကိုယ်စားလှယ်ထိုင်းနိုင်ငံကိုယ်စားလှယ်ဂျပန်နိုင်ငံကိုယ်စားလှယ်စသည်ဖြင့်တက်တည်တက်ကြရဆုံဆုံလင်းလင်းရှိမှာဂရိကူကိုပြုတ်ပြီးတော့ကျွန်တော်တို့လက်မှရေးရေးထိုးခဲ့ကြတာပေါ့နောက်ဒီစာချုပ်ကိုလည်းကျွန်တော်တို့ဒီ2015ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာပြည်တော်စုလွှတ်တော်ကိုတင်ပြီးတော့အတည်ပြုခဲ့တယ် ဒါကြောင့်ဒီစာချုပ်ကမြန်မာတမိုင်းမှာအထင်ကြီးဖြစ်တဲ့ညဉ့်ညဉ့်စာချုပ်တစ်ခုလို့ကျွန်တော်ဆိုရပါအဲ့တော့ဒီနေ့ဒီစာချုပ်နဲ့ပတ်သက်ပြီးတော့လက်မှတ်ထိုးခဲ့တဲ့တိုင်းသားတက်တက်ကိုင်းအဖွဲ့အချို့ဟာစွန့်ခွာသွားကြတယ်ရှိဒါကတော့စိတ်မကောင်းစရာပေါ့ဗျာကျွန်တော်အများအားပြောနေသလိုပါပဲညဉ့်ညဉ့်မရှိဘဲနဲ့ဒီမိုကရေစီကိုတိဆောက်ဖို့အင်မတန်ခက်ပါတယ်ဒါကြောင့်ညဉ့်ညဉ့်ရာအဓိကကြပါတယ်ကျွန်တော်ဒီနေ့ဆောင်ရွက်ချက်တရားလဲအနာဂတ်ကျွန်တော်မျိုးဆက်တဲ့လူငယ်တွေအတွက်ပုံဖော်ပေးခဲ့တာဖြစ်တယ် အနာကမျိုးဆက်တဲ့လူငယ်တွေကိုပြိပခါတွေမကျင်တတ်ချက်တွေအာဃာတတွေစတဲ့ဒီလိုအဆိုးတရားတွေကိုအမွေဖြစ်ကျွန်တော်မထားခဲ့ကြဘူး။အင်းချမ်းတာယာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတစ်ခုဖြစ်လူငယ်တွေရဲ့လက်ထဲကိုလွှဲပြောင်းပေးရခဲ့ဖို့ကခနေ့ရှိနေတဲ့လူတွေအားလုံးရဲ့အထက်တာဝန်လို့တော့ကျွန်တော်ကယူသွားစာမြင်ပါတယ်ဗျာ။ကျေးဇူးတင်ပါတယ်